ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာတော့နောက်မှန်ကြီးကို Windows Flame ဘယ်လို installation လုပ်လဲဆိုတာလေးကိုပြပြပေးသွားမှာဖြစ်ပါတယ်။ Firma ဆုံးအနေနဲ့ကျွန်တော်တို့ကဒီမှန်ပေါ်မှာ Windows Flame ပေါ့ကျွန်တော်မူယူရတယ်ပေါ့ဗျာ။အဲ့ဒီအပိုင်းလေးကတော့ video မြိုင်ထားမိလိုက်လို့ကျွန်တော်နောက်မှတည်တဲ့တပုံအနေနဲ့တင်ပေးသွားပါမယ်။အခုကတော့ကျွန်တော်ကော်ချွတ်နေရပေါ့ဗျာ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကမှန်မှာ sticker အဟောင်းကွာလိုက်တော့ core ကျန်တာမဟုတ်လို့ကျွန်တော်တို့တန်ရှင်းတွေပါညာကြီးလုပ်ပြီးတော့ကြီးချုပ်ပြီးတော့လုပ်နေရတယ်ပေါ့ဗျာ။ပြီးွားရင်တော့ကျွန်တော်တို့မူပေးထားတဲ့ Windows Flame ကိုကျွန်တော်တို့ဆက်ပြရည်လီဖျန်းတယ် အဲဆက်ပြရင်ဘာကြောင့်ပြင်းလဲဆိုရင်တော့ကျွန်တော်တို့မှန်ပေါ်မှာဒီ flin ကိုတင်တဲ့အခါကျရင်ကျွန်တော်တို့အလွယ်တကူအရွှေ့အပြူတွေလှုပ်လို့ရအောင်ပေါ့ဗျာအဲဒီလို fitting ကြဖို့အတွက်ကျွန်တော်တို့ပြန်ချိန်ရသေးတာပေါ့အဲဒါကြောင့်မလို့ကျွန်တော်တို့ဆက်ပြရင်လေးပြန်ပြီးတော့အဲအခုလိုမျိုးလိုက်ချိန်နေပေါ့ဗျာအဲချိန်ပြီးွားရင်ဆိုရင်တော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ကဒီကိုတုံးထားတဲ့ဒီဆက်ပြရည်လေးတွေကိုကျွန်တော်တို့ပြန်ထုတ်မယ်ပေါ့ဗျာအဲရေချောင်းအောင်ဆိုရင်ကျွန်တော်တို့ rubber ပြားပဲဖြစ်ဖြစ်ကော်ပြားပဲဖြစ်ဖြစ်အသုံးပြုပြီးတော့ကျွန်တော်တို့တုံးထားရည်လေးကိုထုတ်လိုက်မယ် အဲဒါဆိုရင်တော့ဒါကျွန်တော်တို့ဒီ Windows Phone Installation Process ကပြီးဆုံးသွားပြီပေါ့ဗျာ။ Okay နောက်ပြီးယူဒီမှာလည်းကျွန်တော် sticker နဲ့ပတ်သက်တဲ့ဒီလိုမျိုး installation လုပ်ပုံလေးတွေကိုကျွန်တော်ပြပြပေးသွားမှာဖြစ်လို့အဲကျွန်တော် channel လေးကိုလည်း subscribe လုပ်တာပို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။